ရုရှားစံတော်ချိန်ညနေ9:48မိနစ်ချိန်ရုရှားရဲ့အရေးပါတဲ့ဖီယိုဒိုရှားရေတပ်စိတ်ကမ်းကြီးတစ်ခုလုံးဟာဗယံပဒါအခြေအနေတွေကိုရုတ်တရက်ဆိုသလိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ဘာမှကြိုတင်တတိပေးချက်မရှိခဲ့ပဲနဲ့ရုရှားရဲ့စစ်ရေးပိုင်ဆိုင်မှုတွေဖြစ်တဲ့ဒဇီးကိုဒေါ်လာတန်း60တန်နဲ့ဘူလီယန်အမျိုးအစား Covax စစ်သည်မောင်ငယ်တွေနဲ့ဒဇီးကိုဒေါ်လာတန်း40တန်နဲ့ MIG 31ဂျားဖြတ်တိုက်လေရင်ဟာရုတ်တရက်ဆိုသလိုလှုပ်ရှားလာခဲ့တာကိုတွေ့ရပါတယ်ခင်ဗျာ။ တို့ဘက်ကပထမဆုံးစတင်ခဲ့တဲ့လှုပ်ရှားမှုကတော့ဗျူဟာမြောက်ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုပဲဖြစ်ပါတယ်။တစင်းကိုဒေါ်လာတသန်းတန်နဲ့ M14 caliber cruise ဒုံးကြီး3သင်းနဲ့တစ်ချိန်ပစ်ခတ်ရင်ဒေါ်လာ5သိန်းတန်မှုရှိတဲ့အနီးကပ်ပစ်ခတ်နိုင်တဲ့စစ်တပ်နဲ့ကြီးတွေတက်ဆင်ထားတဲ့ batch ရေရင်တွေကနေယူကရိန်းရဲ့ရှေ့တန်းကင်းလှည့်ရေရင်တွေစီကိုတပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါဟာရိုးရိုးချောင်းမြောင်းတိုက်ခိုက်တာမျိုးမဟုတ်ပါဘူး။ဒါဟာ Crimea ရဲ့လွန်ရေးကြီးတဲ့ ရေနံနဲ့ရေတက်အချက်ချာနေရာကိုကာဝယ်ဖို့အတွက်ယူကရိန်းရဲ့ပင်လယ်နက်ချမ်းကရှေတိုးစစ်စင်ရေးကိုချိမ်းချောက်ဟန်တာဖို့အတွက်မဟာဗျူဟာကြကြကြိုတင်လက်ဦးမှုယူပြီးတိုက်ခိုက်တဲ့စစ်စင်ရေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖီယိုဒိုရှားရဲ့မောင်မိုက်တဲ့ရေပြင်ပေါ်မှာရုရှားရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့တုံ့လှုပ်ခြောက်ခြားမှုတွေမပြေသေးခင်မှာပဲယူကရိန်းဘက်ကလည်းအလှော်လိုက်ပေါင်းဆက်ထားတဲ့တံပြန်တိုက်ခိုက်မှုတွေတစ်ခုနဲ့ချက်ချင်းဆိုသလိုအပြည့်ပေးခဲ့ပါတယ်။ဒီတုံ့ပြန်မှုဟာအစင်ပေါင်းစုံနဲ့အလွန်တိကျတဲ့ညှိနှိုင်းမှုတွေနဲ့လှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ပြောရရင်စစ်စင်ရဲ့အစမှာပဲစု27တိုက်လင်ရဲ့အုပ်စုကြီးတခုကကမ်းခြေကနေ25မိုင်လောက်အကွာကိုအနိုင်ပြန်တမ်းပြီးဝင်ရောက်လာခဲ့တာပါသူတို့ရဲ့လှုပ်ရှားပုံကအရန်ကိုလျှို့ဝှက်ပြီးစနစ်ကျပါတယ်သူတို့ဟာကန်ရိုနယ်တစ်ယောက်ကစောင့်ကြည့်စနစ်တွေကိုပြစ်မှတ်ထားပြီးအဓိကလှုပ်ရှားပါတယ်ဒီလင်တွေကနေရေဒါလှည့်စားတဲ့လှိုင်းတွေကိုတခါတည်းထုတ်လွှတ်လိုက်တာကြောင့်ကောင်းငင်ရံမှာပြစ်မှတ်အတုတွေအများကြီးပေါ်လာပါတော့တယ်တပြိုင်နက်တည်းမှာပဲအဲ့ဒီလှိုင်းတွေနဲ့အတူ လျှက်စစ်တားလိုက်မြူကိုတွေကိုပါပြန့်နှံ့စီလိုက်တာကြောင့်ကန်ယွန်ရန်တစ်လျှောက်ကရန်သူစံသားတွေဟာမျက်စိလဲချိန်မှောက်သွားခဲ့ရပါတယ်။ဒါဟာရန်သူရဲ့ကာကွယ်ရေးစနစ်တစ်ခုလုံးကိုမျက်စိကန်းသွောင်းအောင်လုပ်လိုက်တဲ့ပထမဆုံးအစီအစဉ်ပဲဖြစ်ပါတယ်။အဲ့ဒီလိုလေရင်တွေကနေလမ်းကြောင်းရှင်းပေးနေချိန်မှာပဲ Scott Cruise တုံးကြီးတွေကလည်းတိကျတဲ့ပြစ်မှတ်တွေကို UTV ပြစ်ခတ်ခဲ့ပါတယ်။ဒီတုံးကြီးတွေရဲ့ပြစ်မှတ်တွေကတော့ရန်သူရဲ့ခံတက်လို့ခိုင်ခန့်တဲ့ပြစ်ခတ်မှုထိန်းချုပ်ရေးစခန်းတွေပဲဖြစ်ပါတယ်။ဒီလိုရေးပါတဲ့စခန်းတွေကိုဖြိုချလိုက်တာကြောင့် ရန်သူရဲတုံ့ပြန်နိုင်စံကိုတိတိတသာရော့ချသွားစေခဲ့ပါတယ်။ဒါအပြင်တစ်ချိန်တည်းမှာပဲ UJ22 လို့တာဝေးထောက်လှမ်းရေး UAV drone အုပ်စုကြီးတွေဟာလည်းကောင်းငင်မော်ကိုတမ်းမီတက်လာခဲ့ပါတယ်။ဒီ drone တွေဟာအချင်းချင်းချိတ်ဆက်ပြီးဝေဟင်ကွန်ရက်တစ်ခုကိုချက်ချင်းဖန်တီးလိုက်တာကိုတွေ့ရပါတယ်။ဒီကွန်ရက်ကြီးရဲ့အသုံးဝင်ပုံကတော့အမခံပါပဲ။သူတို့ဟာစစ်မြေပြင်ရဲ့ဓာတ်ရိုက်ရုပ်ပုံတွေနဲ့ပြစ်မှတ်အချက်လက်တွေကိုတိုက်ခိုက်ရေးအရာရှိတွေစီကိုအဆက်မပြတ်ပို့ပေးနေကြတာဖြစ်တယ်ဖြစ်လို့ စစ်စင်ရေးကိုအလွယ်တကူထိန်းချုပ်နိုင်ခဲ့ပါတယ်။ရေပြင်ပေါ်မှာလည်းလှုပ်ရှားမှုတွေကအရန်ကိုလှင်ပြန်ခဲ့ပါတယ်။ဂါဇာအမ်မြစ်တင်းသွားတိုက်ခိုက်ရေးဆက်လီတွေဟာတနအီကို30နော့မိုင်နှုန်ထက်မကတဲ့အမြန်နှုန်းနဲ့ခုံမောင်းဝင်ရောက်လာခဲ့ပါတယ်။သူတို့ကမိုင်းရှင်းလင်းပြသားရေလမ်းကြောင်းတွေကိုအတိုင်းကျွမ်းကျင်သွားမောင်းနှင်ပြီးရန်သူနယ်မြေကိုဝင်ရောက်လာခဲ့တာပါ။ဒီဆက်လီတွေမှာတက်ဆင်ထားတဲ့ကြစ်လစ်တဲ့ electronic ဆက်စင်ရေးကိရိယာတွေကအဓိကအခန့်ကဏ္ဍကပါဝင်ခဲ့ပါတယ် ဒီကရိယာတွေဟာရန်သူရဲ့ဝေးထိန်မိုင်းခလုတ်တွေကိုချက်ချင်းနှောက်ယှက်ဟန်တာလိုက်တာကြောင့်ရန်သူဘက်ကမိုင်းရှင်းလင်းရေးအဖွဲ့တွေဟာရှေ့ဆက်မတိုးနိုင်ပဲရပ်တန့်သွားခဲ့ရပါတယ်။ဒီလိုနဲ့လေကုန်းရေနေရာသုံးခုတုံးမှာစနစ်တကျနဲ့တပြိုင်တည်းထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ပထမအဆင့်ကလှည့်သားတွေလှုပ်ဆောင်မှုတွေအောင်မြင်ပြီးသွားချိန်မှာတော့နောက်ဆက်တွဲထိုးဖောက်မှုတွေစတင်ခဲ့ပါပြီ။ကင်မရာကဝင်ရောက်လာတဲ့လေယာဉ်တွေကြောင့်ရန်သူရေဒါတွေအာရုံပြောင်းပြီးမျက်စိလည်နေတော့မှပဲ AK360 နက်ပျွန်းတုံးကြီးတရင်တွေက သက်အနေထားရောက်နေခဲ့ပါတယ်။သူတို့ရဲ့ပြစ်မှတ်ကရှင်းပါတယ်။ BNM Covers စစ်သည်မော်တွေကိုလော့ချပြီးပြစ်မှတ်အဖြစ်သတ်မှတ်လိုက်တာပါပဲ။ဒီ Covers စစ်သည်မော်တွေဟာရေချောင်းကာကွယ်ရေးရဲ့ပထမဆုံးအလှအလှဖြစ်နေတာမို့ဒီလိုပြစ်မှတ်ထားတိုက်ခိုက်လိုက်နိုင်တာဟာရန်သူရဲ့ကာကွယ်ရေးကိုအောင်မြင်စွာထိုးဖောက်လိုက်နိုင်ပြီဆိုတာကိုပြသနေပါတယ်။ဒီစစ်စင်ရဲတစ်ခုလုံးရဲ့အဓိကချက်ကတော့အလှလိုက်ပေါင်းစပ်ညီနိုင်မှုပါပဲဖြစ်ပါတယ်။ ကာကွယ်ရေးလွှာတစ်ခုကိုဖြိုချဖို့အတွက်နောက်လွှာတစ်ခုကပံ့ပိုးကူညီပေးနေတဲ့ပုံစံမျိုးကိုမြင်တွေ့ရပါတယ်။ရှင်းရှင်းပြောရရင်တော့လှည့်စားတဲ့ drone တွေက ရန်သူရေဒါတွေကိုအာရုံစိုက်အောင်ဆွဲဆောင်ထားလိုက်ပါတယ်။တကယ်ထောင်းလည်ရေး drone တွေကတော့ရန်သူကာကွယ်ရေးမှာလက်ဟာနေတဲ့နေရာတွေကိုတိတ်တဆိတ်ဖော်ထုတ်ပေးပါတယ်။ Cruise drone တွေကရန်သူရဲ့ကုတ်ကဲမှုစနစ်တွေကိုဓာတ်ရိုက်ဖျက်တောက်ပျက်စီးပစ်ပါတယ်။နောက်ဆုံးမှာတော့သိငယ်တဲ့ရေရင်တွေကအဲ့ဒီလက်ဟာသွားတဲ့နေရာတွေကိုအခွင့်ကောင်းယူပြီးထိုးဖောက်ဝင်ရောက်သွားတာဖြစ်ပါတယ်။ဒီစစ်ဆင်ရေးကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တာဟာ တိကျတဲ့ချိန်ကြားရင်းနဲ့အရန်ကိုရိုးရှင်းတဲ့စီးမြင်တွေအပေါ်မှာအခြေခံထားတာပါအဲ့ဒီစီးမြင်တွေကတော့ရှာဖွေပြစ်မှတ်သတ်မှတ်အဆုံးသတ်ဆိုတဲ့လွယ်ကူပေမဲ့ထိရောက်တဲ့အဆင့်၃၀ပါပဲဒုံးကြီးနဲ့ drone တွေကြောင့်ရရှိလာတဲ့တိုက်ပွဲဟာအရှိန်မပြတ်ပဲစိတ်ကန်းအတွင်းတိုက်ပွဲတွေကိုဓာတ်ရိုက်စီးဝင်သွားခဲ့ပါပြီရုရှားရဲ့ radar ကွန်ရက်တွေမျက်စိကန်းနေတော့မှာပဲလူမပါတဲ့ရေရင်အစ်စ်တတုတ်ဟာရှေ့ကိုအရှိန်နဲ့တိုးဝင်လာခဲ့ပါတယ်ဒီ USV တွေဟာနှစ်မိုင်လောက်အကွာကနေ စူပွက်နေတဲ့မှောင်မိုက်တဲ့ရေမြင်ကိုတိတ်တဆိတ်နဲ့တော်ပီဒိုတွေလိုပဲဖျက်ဆီးဝင်ရောက်လာခဲ့တာပါသူတို့ကိုအပေါ်ကပြန်တန်းနေတဲ့ထောင်လိုက်ရေဒရုန်းတွေကနေအဆက်မပြတ်လမ်းညွှန်မှုတွေပေးနေကြတာဖြစ်လို့ပြစ်မှတ်ကိုမမှားနိုင်ခဲ့ပါဘူးဒီ USP တွေရဲ့ယူရချက်ကတော့ရန်သူတင်မော်တွေကိုလုံးဝနစ်မြောက်သွားအောင်လုပ်တာထက်ပိုပြီးဆိုးရွားတဲ့အကျိုးဆက်ကိုဖြစ်စေဖို့ပါပဲသူတို့ဟာတင်မော်ရဲ့ကိုယ်တိုင်နဲ့ပန်ပန်ကာစနစ်တွေကိုပဲပျက်စီးသွားအောင်လုပ်ဖို့ရည်ရွယ်ပြီးဒီဇိုင်းထုတ်ထားတဲ့တိကျတဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုပဲတည်ဆောင်လာခဲ့ကြတာပါ ဒါဟာရုရှားဘက်ကသူတို့ရဲ့ပျက်စီးသွားတဲ့တင်းမော်တွေကိုလုံခြုံတဲ့နေရာစီဆွဲယူသွားပြီးပြန်ပြင်နိုင်မဲ့အခွင့်အရေးမှန်သမျှကိုမပေးချင်တဲ့လိမ္မာပါနဲ့တဲ့နီးပြူဟာတစ်ခုပဲဖြစ်ပါတယ်။ဒီလိုတိကျပြီးစနစ်ကျတဲ့ပေါင်းဆက်တိုက်ခိုက်မှုတွေဟာစစ်ပွဲရဲ့ပုံစံကိုတော်တော်လေးပြောင်းလဲပြစ်နေပြီလို့ဆိုရမှာပါပဲ။စိတ်ကန်းရီကာတာအတွင်းမှာတော့မီးလောင်ပျက်စီးနေပြီဖြစ်တဲ့ UNM Covert စစ်တင်းမော်တွေဟာပြန်လည်ဆုဖွဲ့ပြီးသူတို့ရဲ့ cash time အနီးကပ်ကာဝေးရေးစနစ် CIWS တွေကိုအသုံးပြုဖို့စူးစမ်းနေခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီ Covid September ရဲ့ radar တွေဟာအရင်တစ်ဆင့်မှာ Su-27 တွေကလွတ်တင်ခဲ့တဲ့လျှက်စစ်တန်လိုက်မြူကိုတွေကြောင့်ရှုပ်ထွေးနေလို့မှာပဲ။ Kashtan Snake ကနေပြစ်လွတ်လိုက်တဲ့ကြီးတန်းတွေဟာရေထဲကိုပဲရောက်သွားခဲ့ပါတယ်။ USV တွေကတော့လင်းမြသွားဝင်ရောက်လာပြီးတင်းမော့ရဲ့အလဲပိုင်းနဲ့ပန်ကာဝင်ရိုးတွေကိုဝင်တိုက်ဖျက်ဆီးပစ်လိုက်ပါတယ်။အောက်ဘက်ရေမြေပေါ်မှာ USV တွေနဲ့ဆက်လီရီရဲ့ဗယံပဒါအခြေအနေကိုခွင့်ကောင်းယူပြီး Ukraine Leader ဟာတိုက်ပွဲကိုရေပြင်ကနေကောင်းငင်ရန်စီကိုချက်ချင်းပြောင်းရွှေ့လိုက်ပါတယ်။ အရင်က drone တွေနဲ့လှည့်သားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ radar ကွက်လက်တွေဟာသူတို့အတွက်အခွင့်အရေးကြီးဖြစ်လာခဲ့ပါတယ်။ Su-27 တိုက်လေယာဉ်အုပ်စုကြီးတွေဟာကြံရှိနေသေးတဲ့ Russia MiG-31 ကင်းလှည့်လေယာဉ်တွေရဲ့ကာကွယ်ရေးကိုရက်ကိုဖျက်ကျော်ပြီးလမ်းကြောင်းမြို့မြို့ကနေတပြိုင်တည်းဝင်ရောက်လာခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့တိုက်ခိုက်ရေးလေယာဉ်တစ်စီးချင်းစီရဲ့လှုပ်ရှားမှုတိုင်းကိုအဝေးကနေပြစ်လွတ်တဲ့ Scalp Cruise Drone ကြီးတွေနဲ့အချိန်ကိုက်ညှိနှိုင်းထားခဲ့တာကိုတွေ့ရပါတယ်။အဲဒီဒုံးကြီးတွေရဲ့ပြစ်မှတ်တွေကဖီယိုရိုရှားမြို့အနှံပြန့်ကျဲနေတဲ့ရေနံသိုးလောင်ကန်တွေ လောင်စာကန်တွေနဲ့ခံတက်လိုခိုင်ထက်တဲ့ကုတ်ကဲမှုစကန်တွေပဲဖြစ်ပါတယ်။ဒုံးကြီးတွေထိမှန်ပေါက်ကွဲတဲ့အခါမီးတောက်တွေနဲ့မီးခိုးလုံးကြီးတွေဟာညာကောင်းငင်ရံကိုပေပေါင်းရာနဲ့ချီပြီးထိုးတက်သွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ရေတက်ညှိနှိုင်းရေးစင်တာရီရဲ့လျှက်စစ်တအားလိုင်းတွေနဲ့ဆက်သရေးစနစ်တွေကိုပါဖျက်တောက်ပျက်စီးပစ်လိုက်တာဖြစ်ပါတယ်။ MIG 31တွေကြားဖြတ်တိုက်ခိုက်ဖို့ကြိုးစားတဲ့အချိန်မှာတော့ဖီယိုလိုရှားရဲ့မဟာဗျူဟာကြတဲ့အခြေခံဆောက်အုံများစုဟာပျက်စီးသွားခဲ့ပါပြီ။စိတ်လှုပ်ရှားပွဲရာမိနစ်အနည်းငယ်အတွင်းမှာပဲ ဖီယိုဒိုရှားမျိုးပေါ်ကကောင်းကင်ယံဟာထိမ့်ချုပ်ထားတဲ့ဖြက်စည်းရေးဈေးနှံတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဖီယိုဒိုရှားပေါ်ကကောင်းကင်ယံဖြက်စည်းမှုတွေကြောင့်ရုရှားဘက်ကလည်းချက်ချင်းဆိုသလိုပြင်းထန်တဲ့တုံ့ပြန်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။လျှို့ဝှက်မြေကရုတ်ချင်းတွေကလည်းကလီဘာခရုစ်ဒုံးကြီးသုံးသင်းပါတဲ့ဒုံးကြီးအတွဲလိုက်ကိုယူကရိန်းရဲ့စစ်ဖွဲ့ရနေရာရိစီကိုချက်ချင်းပြစ်လွှတ်ခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းဘက်ကလည်းဒီလိုတုံ့ပြန်လာမယ်ဆိုတာကိုကြိုတင်မျှော်လင့်ထားပြီးသားဖြစ်ပါတယ်။ဟုတ်ပါတယ်။အပြင်းမဆိုင်ကမ်းပေါ်မှာပြန်ဝဲနေစေဖြစ်တဲ့ UJ22 နဲ့တာဝေးထောက်လှမ်းရေး UAV တွေဟာသူတို့ရဲ့ဆက်သွယ်ရေးကြိမ်ထုံးတွေကိုလေထဲမှာပြန်တန်းနေနေပဲပြောင်းလဲလိုက်ပါတယ်။ဒါဟာခံမှန်းရခတ်တဲ့ electronic ဆက်သွယ်မှုကွန်ရက်တစ်ခုကိုဖန်တီးလိုက်တယ်လို့ဖြစ်သွားပါတယ်။ဒီလိုအဆက်မပြတ်ပြောင်းလဲနေတဲ့ဝေဟင်ကွန်ရက်ကြောင့်ရုရှားရဲ့ cleaver အတုံးကြီးတွေဟာပြစ်မှတ်တွေကိုတိတိကျကျရှာဖွေဖို့ခက်ခဲသွားခဲ့ရပါတယ်။တချို့တုံးကြီးတွေဆိုရင်အချိန်ချင်းလမ်းကြောင်းပြင်ဆင်ခိုင်းခံရပြီးနောက်ဆုံးမှာတော့ပင်လယ်ထဲကိုအန္တရာယ်မရှိဘဲကျသွားခဲ့ရပါတယ်။ ရလကတော့နှစ်ဖက်အပြန်အလှန်တင်းမာတဲ့ပြစ်ခတ်မှုတွေပဲဖြစ်ပါတယ်။ရုရှားတပ်ဖွဲ့တွေဟာတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်နိုင်ပြီးကြံရှိနေတဲ့ရင်းတွေကိုနေရပြန်လည်ချထားနိုင်ခဲ့ပေမဲ့ယူကရိန်းရဲ့ပတ်ပေါင်းစုံညှိနှိုင်းတိုက်ခိုက်မှုကြောင့်သူတို့ဟာခုခံကာကွယ်ရေးအနေထားမှာပဲဆက်လက်ရှိနေကြရပါတယ်။ယူကရိန်းဟာသူတို့ရဲ့ရှေ့တန်းစခန်းကိုတည်နေအောင်လှုပ်ဆောင်နိုင်ခဲ့ပြီးရုရှားရဲ့တုံ့ပြန်မှုဟာကုန်ကျစရိတ်များပြီးအကျိုးသက်ရောက်မှုမရှိအောင်ထိန်းချုပ်နိုင်ခဲ့ကြောင်းသိကြစေခဲ့ပါတယ်။ရုရှားရဲ့တံမြန်တိုက်ခိုက်မှုကိုဟန်တားနိုင်ခဲ့ပြီးနောက် ယူကရိန်းတပ်ဖွဲ့တွေဟာသူတို့ရဲ့အသားစီးကိုဆက်လက်ထိန်းသိမ်းပြီးဖီယိုဒိုရှားစိတ်ကန်းကိုအပြည့်အဝပိတ်ဆို့ဖို့ကြိုးပမ်းခဲ့ပါတယ်။ဂါဇာအန်အမြောက်တပ်ဆက်လီတွေဟာအတွင်းပိုင်းစိတ်ခံတရားတွေအတွက်တခြားအချိန်ပြည့်မြင့်နဲ့မောင်းနှင်ပြီးလျှင်မြန်တဲ့ USB အုပ်စုတွေနဲ့ညှိနှိုင်းကထွက်ပေါက်မှန်သမျှကိုပိတ်ဆို့လိုက်ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့ကုန်းရီနှစ်သွဲသွားတိုက်ခိုက်ရေးအဖွဲ့တွေဟာဂါဇာအန်ဆက်လီတွေရဲ့အကာအကွယ်အောက်မှာသိမ်းငယ်ပြီးလျှင်မြန်တဲ့ရင်တွေကနေဆင်းပြီးစိတ်ခံတရားတွေတခြားစတင်လှုပ်ရှားလာခဲ့ပါတယ်။ သူတို့ရဲ့တာဝန်ကတော့ကြံရှိနေတဲ့ဒုံးကျည်ပြစ်လွတ်စင်တွေရဲ့ဆက်သွယ်ရေးစခန်းတွေကိုစနစ်တကျဖျက်ဆီးပစ်ပြီးရုရှားပိုင်ဆိုင်မှုတစ်ခုမှ ပြန်လည်အသုံးမပြုနိုင်အောင်တေချာလှုပ်ဆောင်မှုပါပဲဒီအဆင့်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဖီယိုဒိုရှားရဲ့အပြင်ဘက်ကာဝယ်ရေးတွေဟာအပြည့်အဝပျက်စီးသွားခဲ့ပြီးကြံရှိနေတဲ့ကော်ဖက်သင်းမော်တွေဟာလည်းမရွေရှားနိုင်တော့ပဲဖြစ်နေပါတယ်အရေးကြီးတဲ့ရေတက်ခြေကန်အဆောက်အုံအလုံးကိုထိန်းချုပ်နိုင်ခဲ့ပါတယ်ယူကရိန်းတပ်ဖွဲ့တွေဟာစိတ်ကန်းကိုရုပ်ပိုင်းဆိုင်ရာအပြည့်အဝထိန်းချုပ်နိုင်ခဲ့ုံသာမက လူဝက်တပ်ကိုဂရုစိုက်ပြီးတိုက်ခိုက်ရေးနီးပြူဟာတွေကိုစီကံရှိရှိဟန်ချက်ညီညီအသုံးပြုနိုင်ခဲ့ကြောင်းကိုပါပြသနိုင်ခဲ့ပါတယ်။အခုဆိုရင်အသာစီးကတော့ KF ဘက်မှာခိုင်ခိုင်မာမာရှိနေပါပြီ။နောက်ထပ်အဓိကဖြစ်စဉ်ကြီးတစ်ခုကတော့မော်စကိုမြို့ရဲ့တောင်ဘက်မိုင်80ကျော်မှာဖြစ်ပွားခဲ့တဲ့ရေနံစစ်ပွဲပဲဖြစ်ပါတယ်။မနက်ထနာ28မိနစ်မှာတူလာမော်စကိုပိုက်လိုင်းတစ်ဝိုက်ကိုမြူကိုရီထူထပ်စွာကျဆင်းနေခဲ့ပါတယ်။ဒါဟာဒေါ်လာ3ဘီလီယံတန်ဖိုးရှိတဲ့ရေနံစစ်ပွဲရဲ့အဖွင့်တိုက်ပွဲတစ်ခုဖြစ်လာမယ့်အရေးအယောင်ပဲဖြစ်ပါတယ်။ ပထမဆုံးလှုပ်ရှားမှုအနေနဲ့ Mugen 5လှေစာရေး drone အုပ်စုတစုကိုတူလာဇင်းကြံလမ်းအပေါ်ဘက်ကိုမြင့်မြင့်စီကိုလွှတ်တင်လိုက်ပါတယ်။အဲဒီ drone တွေဟာအတန်ကျတဲ့ရဟတ်တွေတက်ဆင်ထားတဲ့တာမန် drone တွေဖြစ်ပြီးသူတို့ရဲ့တာဝန်ကဘာကူမှတိုက်ခိုက်ဖို့မဟုတ်ဘဲစုညံသွားစုညံသွားဖြင်းညင်းသွားနဲ့တိတာထင်ရှားစွာပြန်တမ်းဖို့ပဲဖြစ်ပါတယ်။ဒီလိုရည်ရွယ်ချက်ရှိရှိစုညံဖန်တီးလိုက်တာကြောင့်ရုရှားရဲ့ Panzer S1 unit တွေဟာချက်ချင်းဆိုသလိုပဲသူတို့ကိုပြစ်မှတ်အဖြစ်သတ်မှတ်လိုက်ပါတယ်။ဟုတ်ကဲ့ ထောင်ချောက်ကအလုတ်ဖြစ်သွားခဲ့ပါပြီ။ဒါပေမဲ့မြေမျက်နှာပြင်အောက်ပေ30အနက်မှာတော့တကယ့်ကစားပွဲကစတင်နေခဲ့ပါပြီ။ပိုင်လိုင်းရဲ့6မိုင်ရှည်ရတဲ့အပိုင်းတစ်လျှောက်မှာယူကရိန်းရဲ့မိုင်းထောင်တဲ့ robot တွေဟာလာရသတ်မှတ်ဖောက်ခွဲနိုင်တဲ့မိုင်းတွေနဲ့စစ်မှတ်မိုင်းတွေကိုထောင်ထားဖို့တဖြည်းဖြည်းရှေ့တိုးနေကြတာကိုဘယ်သူမှမသိလိုက်ရပါဘူး။မြူကိုတွေဟာအနှဲငယ်ပါသွားတဲ့အချိန်မှာ T84 ပင်မတိုက်ခိုက်ရေးတင်ကားတွေဟာ BDR 4E ချီလီယန်တပ်သားတင်ရင်တွေနဲ့အတူမြေသားလမ်းအတိုင်းတရွတ်ရွတ်ဝင်ရောက်လာခဲ့ပါတယ်။ သူတို့ရဲ့ပြမှတ်ကတော့ pipeline ရဲ့အရေးကြီးတဲ့လမ်းစုံတစ်ခုကိုကာကွယ်ထားတဲ့6.22ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာရှေ့တဲတဲကနေတိုက်ခိုက်တာမဟုတ်ပဲဟန်ပြတိုက်ခိုက်မှုတစ်ခုပဲဖြစ်ပါတယ်။တကယ်တိုက်ခိုက်မှုကတော့ဘေးတိုက်ဝင်ရောက်တိုက်ခိုက်မယ်အစီအစဉ်ပဲဖြစ်ပါတယ်။ယူကရိန်းရဲ့ motor tank chilling တပ်ဖွဲ့တွေဟာတိတ်ဆိတ်အောင်ပြုပြင်ထားတဲ့ Jewel Spot Sigeri နဲ့တစ်တော်တွေတဲကိုပျောက်ကွယ်သွားခဲ့ပါတယ်။သူတို့ရဲ့ဥတီယာကတော့သုံးမိုးအောင်မှာဖုံးကွယ်ထားတဲ့ရုရှားရဲ့ထောက်ပံ့ရေးစခန်းတစ်ခုပါပဲ။ မိနစ်30အတွင်းမှာပဲသူတို့ဟာအဲ့ဒီစကန်ကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးတာမိုက်မီးလောင်ပုံးတွေထောင်းအတန်တိတ်တနတ်တွေမီးကိုပုံးတွေတုံးပြီးကင်းစကန်ကိုချိန်မုံနိုင်ခဲ့ပါတယ်ယူကရိန်းရဲ့တင်ကားတွေဟာပျက်စီးနေတဲ့6.22 2.2မှာနေရာယူပြီးမော်တော်တက်ချီလင်တက်ဖွဲ့တက်ဖွဲ့တွေကထောက်ပံ့ရေးစကန်ကိုထိန်းချုပ်ထားချိန်မှာပဲကောင်းကင်ရံတစ်ခုလုံးတုံခါလာခဲ့ပါတယ်ဒီအဆင့်ရဲ့ယူရချက်ကကောင်းကင်ကိုအနိုင်ယူဖို့မဟုတ်ပဲရုရှားရဲ့ရေဒါကောင်းကင်ကိုဖြိုခွဲဖို့သာဖြစ်တဲ့အတွက်ဒါဟာဝေဟင်တိုက်ပွဲတရက်လို့ဆိုနိုင်ပါတယ် ီတိုက်ပွဲမှာ MIG 29တိုက်လေယာဉ်နှစ်စီးဟာလှည့်သားရေးလေယာဉ်ဖြင့်ဟန်ဆောင်ပြီးမြူကိုရီကြားကနေဝင်ရောက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့စုတတိဗတ်ဆုံ3တိုက်လေယာဉ်နှစ်စီးဟာရန်သူထောက်လမ်းမမိအောင်မြေပြင်နဲ့ကပ်ပြီးအနိုင်ပြန်တန်းလာခဲ့ပါတယ်။သူတို့ဟာ KH-31B Raider ဖြတ်တုံးကြီးတွေကိုတပ်ဆင်ထားပြီးရှေ့တန်းက Nibo M Raider Scan တစ်ခုကိုတိတိကျကျပြင်ပထားခဲ့တာပါ။ S400 လေကြောင်းကာဝေးစနစ်တွေကတုံ့ပြန်မှုကြိုးစားနေတဲ့အချိန်မှာပဲတစ်တောဆန္ဒက ဘူဂိုဗာ EW ရင်တစည်းဟာ GPS စူညံသံတွေ၊ကြိမ်ထုံးပြောင်းနှောက်ယှက်မှုတွေနဲ့ရန်သူရေဒါကာကွယ်ရေးတွေကိုဖုံးလွှမ်းပစ်လိုက်ပါတယ်။ခဏကြာမှာပဲ S400 စနစ်ရဲ့ခြေရာကန်အချက်လက်တွေဟာတုံခါလာပြီးနောက်ဆုံးမှာတော့အလုံမလုံတော့ပါဘူး။အဲဒီလိုကာကွယ်ရေးကွက်လက်ဖြစ်သွားတဲ့နေရာကနေတဆင့်လျှို့ဝှက် mobile unit တွေကနေလွတ်တင်လိုက်တဲ့ FPV drone အုပ်စုကြီးဟာတနအီမိုင်90နှုန်းနဲ့ရှေ့ကိုတိုးဝင်လာခဲ့ပါတယ်။ S400 ရဲ့ချိန်ချောက်မှုမရှိတော့ပါဘူး။ Nivo M တို့ရဲ့ခြေရာခံမှုမရှိတော့ပါဘူး။ ဟုတ်ပါတယ်။လမ်းကြောင်းကအပြည့်အဝရှင်းလင်းသွားတာပါ။ပြီးတော့သူတို့ဟာ radar scan တွေစီကနေလာတာမဟုတ်ပဲရုရှားရဲ့လောင်စာအင်ပါယာရဲ့တံမဏိကျော်ရုပ်ဖြစ်တဲ့ pipeline စီကိုတဲ့တဲ့လာနေတာပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးပြမှတ်ကိုတိုက်ခိုက်ဖို့အတွက်တာမန်ပို့ဆောင်ရေးဘန်ကားတစ်စီးလိုဟန်ဆောင်ထားတဲ့လျှို့ဝှက်ရှင်ကိုအသုံးပြုခဲ့ပါတယ်။အတွင်းပိုင်းမှာတော့ reboot fiber optic လမ်းညွန် drone တစ်စီးဟာပြစ်လွတ်ဖို့အဆင့်တင်ဆောင်နေပါတယ်။လှည့်သားရေး drone တစ်စီးကိုပထမဦးဆုံးလွှတ်တင်လိုက်ပါတယ်။ အဲ့ဒီ drone ဟာအပူချိန်များများထုတ်လွှတ်တဲ့ယာဝတ္ထုဖြစ်တာကြောင့်ရုရှားကင်းနောက်တွေဟာချက်ချင်းဆိုသလိုပဲသူ့ကိုပြစ်မှတ်အဖြစ်သတ်မှတ်လိုက်ပါတယ်။ဒါဟာဆူညံပြီးထင်ရှားတဲ့သေဆုံးမှုရွေထားတဲ့လှည့်စားမှုတစ်ခုပဲဖြစ်ပါတယ်။ဒုတိယ report တိုက်ခိုက်ရေး drone ကိုလွှတ်တင်လိုက်ပါတယ်။ဒီတစည်းကတော့ဖန်မြင် fiber optic ဂျိုးတစ်ချောင်းနဲ့ချိတ်ဆက်ထားပြီးပြစ်လွှတ်တဲ့ကားပေါ်ကနေ operator FPV မျက်မှန်တက်ပြီးဓာတ်ရိုက်ထိန်းချုပ်မောင်းနှင်ခဲ့တာပါ။ပြစ်မှတ်ကတော့တိကျပါတယ်။ဖိအားမြင့်ပိုက်လိုင်းနှစ်ခုစုံတဲ့နေရာတစ်ခုပါပဲ။ မနက်6:00မိနစ်မှာ drone ဟာပြစ်မှတ်ကိုမျက်စိနဲ့မြင်တွေ့လိုက်ရပါတယ်။ကားနောက်ခန်းထဲမှာရှိတဲ့ operator ဟာပိုင်လိုင်းရဲ့အောက်ဘက်ထိခိုက်မှုနည်းတဲ့အမှတ်တစ်ခုစီကို drone ကိုတိတိကျကျဥတီထိုးစင်သွားစေခဲ့ပါတယ်။ဖောက်ခွဲရေးပစ္စည်းတွေပောက်ကွဲသွားတဲ့အခါအတန်ဟာတော်တော်လေးကိုကျေလောင်ခဲ့ပြီးပိုင်လိုင်းရဲ့တံမဏိကိုယ်တွေကိုထိထိရောက်ရောက်ဖျက်တောက်နိုင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာမော်စကိုရဲ့စစ်ရေးနဲ့စီးပွားရေးဆိုင်ရာအသက်သွေးကြောကိုရုပ်ပိုင်းဆိုင်ရာအရဖျက်တောက်လိုက်နိုင်တာပဲဖြစ်ပါတယ်။ ဒီဆက်စင်ရေးတစ်ခုလုံးက drone တုံးကြီးဝေဟင်မြေပြင်နဲ့လျှို့ဝှက်ဝင်ရောက်မှုတွေကိုဗတ်ပေါင်းတုံပေါင်းဆက်ပြီးအချိန်ကြိုက်လှုပ်ဆောင်နိုင်တဲ့ယူကရိန်းရဲ့စွမ်းရည်ကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။